ားလုံးမင်္ဂလာပါရှင်စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလန်ကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ရှေ့လာမင်းအိမ် YouTube Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနာရှာမညာရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း332ဖြစ်တဲ့အောင်မြတ်တာနဲ့လူသားစားသောဖုံးဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင် ငွေမြောင်အလင်းတန်းတွေဖြာချနေတဲ့လာပညာတညမှာတော့အင်ကုန်းတုတ်တန်နေရနေမြေကြီးတူးတန်တွေတထုတ်ထုတ်ထွက်ပေါ်လာခဲ့တယ်။အခောင်းပေါ်ပြီလားမပေါ်သေးဘူးဆရာမြမြတူးပါဟာအချိန်နောက်ကြလို့မရဘူး။လွယ်ရီတလုံးလွယ်ထားပြီးတော့စေးတန်ခဲနေတဲ့လူရဲ့စကားကြောင့်မြေကြီးထဲမှာရှိနေတဲ့သူကပေါက်တူးကိုအားကုန်လွှဲပြီးတော့ပေါက်ချလိုက်တယ်။အချက်20လောက်ပေါက်ပြီးတဲ့အချိန်မှာတော့အခောင်းပေါ်ပြီဆရာအဖုံးကိုဖွင့်လိုက်ရတော့မလား မဖွင့်နဲ့ဟုံးကတော့ပွဲမှာဖျောင်းနိုင်ထွန်းလာအောင်မေဆရာဖြစ်သွားရေစာပုံပေးမှာအသင်ပြင်ထားတဲ့ကတော့ပွဲပေါ်မှာဖျောင်းနိုင်ထွန်းလိုက်ပြီးတော့မန်တန်တပုတ်ကိုခတ်တိုးတိုးရွတ်ဆိုနေခဲ့တယ်။ရပြီအခေါင်းရိုက်ထားတဲ့တန်တွေကိုကလော့ထုတ်လိုက်တော့ဟုတ်ကဲ့ဆရာပေါက်တူးကင်ထားတဲ့သူကအခေါင်းပြင်တွေကိုကလပ်ပြီးတော့ဖွင့်လိုက်ရညီဆိုးဆိုးပဝဲရဲ့အနတ်ဆိုးကစိုးကနေတက်လာခဲ့တယ်။ထွီနံလိုက်တဲ့အပုတ်နဲ့ဒါတော့မှတိတ်ထားတာတရက်ပဲရှိသေးတယ် ဟကောင်အန့်ကြီးမစကားများမနေနဲ့အပေါ်တက်လာခဲ့တော့ဆရာဖြစ်သူရဲ့စကားကြောင့်အန့်ကြီးမဆိုရဲသူကမြေချင်းပေါ်ကိုကုတ်တက်လာခဲ့လိုက်တယ်။နက်ခတ်ရောစမ်းရောစုံတက်တဲ့လောက်တော့စုံနေပြီ။အဲ့ဒါကြောင့်မလို့အလားအောင်ဖွင့်တော်မယ်။ငါမန်တန်ရွှေ့နေတဲ့အချိန်မင်းထွက်မပြေးဘူးတော့လို့မယ်နော်။မပြေးပါဘူးဆရာကလေ။မင်းကအတွေ့အကြုံမရှိသေးလို့စိတ်ပူတယ်။ဆရာဖြစ်သူကအန့်ကြီးမကိုစိတ်မချဟန်နဲ့ပြောလိုက်ပြီးတော့အခောင်းထဲကို အနီအောင်စေးလုံးသုံးလုံးပြက်ထည့်လိုက်တယ်။စေးလုံးတွေကအခေါင်းထဲရောက်တာနဲ့ဆရာဖြစ်သူကဖုတ်သွင်းတဲ့ကာထာကိုအစမပြတ်ရွတ်ပါလေရော။ကာထာရွတ်နေတဲ့အချိန်မှာတော့တင်းဆိုင်တစ်ခုလုံးခွေးဥတန်တွေစုညံလာသလိုအုပ်ကူတွေကြားထဲမှာတော့ရှိတ်ခနဲရှိတ်ခနဲတွာလာနေတဲ့နာနာဘဝတွေကိုလည်းမြင်လိုက်ရှာတယ်။အန်ကြီးမောင်လည်းလှူရှားတွာလာနေတဲ့အရှိန်မဲမဲတွေကိုကြည့်နေတဲ့အချိန်အခေါင်းထဲမှာရှိတဲ့အလောင်းကငောက်ခနဲ့ငုတ်တုတ်ထထိုင်ပါလေရော။ မင်းရောက်လာပြီလားဆရာဖြစ်သူဟာမန်တန်ရွှတ်နေတာရက်ပြီးတော့မေးလိုက်တော့အလောင်းကောင်ကခေါင်းကိုညှိပြတယ်မင်းကအခုချိန်အားစပြီးငါတပည့်ဖြစ်သွားပြီငါခိုင်းတာကိုအောင်မြင်အောင်လုပ်ပြီးရင်မင်းကိုဝါလျောင်ကျွေးမယ်အခုလောလောဆယ်တော့ရှိတာကိုစားထားဆရာဖြစ်သူရဲ့စကားအဆုံးမှာတော့အန်ကြီးမောင်ကဘေးမှာချထားတဲ့အမဲသားစိမ့်ထုပ်ကိုမြေချင်းထဲကိုပြစ်ချပေးလိုက်တယ်ဆရာသူစားပြရနဲ့အပြင်ကိုခေါ်ထုတ်တော့မှာလား အပြင်ခေါ်ထုံးမှငါတို့နေရာတီသူလိုက်လာမှာပေါ့။ဘာလဲ။မင်းကအလောင်းကောင်ကိုထမ်းသွားခြင်းလို့လား။ဆရာဖြစ်သူရဲ့စကားကြောင့်အန်ကြီးမောင်ဘာမှမပြောတော့ဘဲအနောက်ဖက်ကိုစုပ်သွားခဲ့ရ။တင်းမြစ်တစ်ခုနဲ့ခလုတ်တိုက်ပြီးတော့ခြေထောက်တစ်ဖက်ကစီးရပြင်းကိုရှောက်သွားခဲ့တယ်။မြေကျင်းထဲမှာရှိတဲ့အလောင်းကောင်ကလည်းအမေသားတတွဲကိုပလုတ်ပလောင်းနဲ့စားနေရှင်းနေ။တဟီဟီရှိပြီးတော့ကုန်းထလာခဲ့တယ်။ဟမ်ဘလို့ဖြစ်တာလဲ။ကြကြတလဲဖြစ်သွားတဲ့ဆရာက အင်းတစ်ချက်ကိုလွှဲအိတ်ထဲထုတ်လိုက်ပြီးတော့မီးရှို့ပြီးအခောင်းထဲကိုပြစ်ထည့်လိုက်ရ။ကုံထနေတဲ့အလောင်းကောင်ကဝုန်းကနဲ့လဲကျသွားခဲ့တယ်။တခုခုတော့မှားနေပြီ။အန်ကြီးမောင်မင်းတင်စားရဲ့အဝင်တော့ခေါစာပြစ်သေးလား။အဲ့လိုမေးလိုက်ပြီးမဲ့စကားမပြန်တာကြောင့်လှည့်ကြည့်လိုက်ရ။မျက်လုံးပြူပြီးရှည်ချဲချဲနဲ့စိုက်ကြည့်နေတဲ့အန်ကြီးမောင်ကိုမြင်လိုက်ရတယ်။ဟဲ့ကောင်ဘာဖြစ်တာလဲ။တရေတများများကြပြီးရှည်နေတဲ့အန်ကြီးမောင်ကိုမြင်တော့ အတွေ့အကြုံရှင်းနေပြီဖြစ်တဲ့ဆရာဖြစ်သူကလွယ်ရည်ထဲပါလာတဲ့အင်ချက်နဲ့ပြက်ပေါက်လိုက်ရဝူဝဝဝအော်ပြီးတော့မြေပေါ်မှာလူလှိမ့်နေခဲ့တယ်။ဒီကောင်နဲ့တော့ငါဘာဒုက္ခရောက်တော့မှာပဲ။ဆရာဖြစ်သူကလွယ်ရည်ကိုဆွဲယူပြီးစေးပြင်းထွက်လာချိန်မှာတော့အန်ကြီးမောင်ကရှာတန်းလန်းထွက်ပြီးတော့စိုက်ငင်စိုက်ငင်ဖြစ်နေတာမြင်လိုက်ရတယ်။အဲ့ဒီအချိန်ကြောင်မက်ဖွယ်အော်တန်တွေနဲ့အတူတင်ဆိုင်အတွင်ဘက်ကနေပြေးလာကြတဲ့နန္ဒာဘဝတွေကိုမြင်လိုက်ရတာကြောင့်ဆရာဖြစ်သူလည်း တင်ဆိုင်ထဲမှာဆက်မနေတော့ဘင်းနဲ့အပြင်ဘက်ကိုပြေးထွက်သွားခဲ့တယ်။အချိန်တခဏလေးအတွင်းမှာပင်စုညာပေါ်လောရှိုက်နေတဲ့တင်ဆိုင်မီကပြန်လဲတိတ်ဆိတ်ပြီးတော့ငြိမ်သက်သွားခဲ့တယ်။ညတရားထိုင်တာနောက်ကျသွားတဲ့အတွက်မောက်ကောင်းတဲ့ခွန်လာတို့နေအတော်မြင့်မှနိုးထလာခဲ့တယ်။ညမိုးလင်းခန့်ဒီမှာတရားဖြုတ်တော့လူကဘလို့အိပ်ပျော်သွားမယ်မသိပါဘူးဗျာ။အေးကွာငါလည်းခွန်နာမှနိုးလာတာ။မောက်ကောင်းတဲ့ခွန်လာတို့မျက်နှာတက်ပြီးတဲ့အချိန်ကပ္ပရာကြီးရောက်လာပြီးတော့ င်းတို့တင်ဆိုင်နေရကိစ္စကိုသိပြီးပြီလားကျွန်တော်တို့ခုနမှလို့တာဘာကိစ္စဖြစ်လို့လဲဦးလေတင်ဆိုင်ထဲမှာအပိုင်းပိုင်းအဆာဆာဖြစ်နေတယ်လူတွေအလောင်ပေါ့လို့တဲ့ဟင်ကျွန်တော်တို့နားမရှင်းဘူးလူတက်ပြီးတော့တင်ဆိုင်ထဲကိုလာပစ်ထားရလားအာမင်းပြောမှရှုပ်ကုန်ပြီညကတင်ဆိုင်ထဲမှာမြုပ်ထားတဲ့အလောင်တလောင်ကအပြင်ကိုရောက်နေတယ်တဲ့ဟမ်ဒါဆိုရင်အလောင်းလာခေါ်တာပေါ့အောက်လန်းအတိုက်တစ်ခုခုလောက်ဖို့များလားအဲ့ဒါတော့ငါတို့လည်းမသိဘူး မြင်တဲ့သူတွေကတော့အလောင်းကိုကိုက်ဖက်စားထားတယ်လို့လည်းပြောတယ်။တောခွဲတွေစားထားတာနေမှာပေါ့။ခွဲတွေစားရင်ကတစစီဖြစ်မှာလေ။အခုကလက်တွေပေါက်နေမှာလူရဲ့သွားအရာတွေတွေ့တယ်တဲ့ဗျာ။ကပ္ပရာကြီးရဲ့စကားကြောင့်မောင်ကောင်းတို့အချင်းချင်းကြိလိုက်ပြီးတော့ဒါဆိုရင်တော့တတိထားမဲ့ကိစ္စပေါ်လာပြီထင်တယ်။အဲ့လိုခတ်တိုးတိုးရေရွှဲလိုက်ပါတော့တယ်။တိုင်းနယ်စေအောင်အရှေကိုတဖုံဖုံနဲ့ရောက်လာတဲ့ထွေလာကြီးတန်းကြောင့် ောက်တာမင်းခေါင်ရုံးခန်းထဲကနေလှမ်းကြည့်လိုက်တယ်။ဆီယမလူနာရောက်လာလား။ဟုတ်မယ်ထင်တယ်ဆီယာကျွန်တော်သွားကြည့်လိုက်ပါမယ်။ခဏနေတော့တူနာပြူဆီယမတယောက်ရေးကြီးတော့ပြဝင်လာပြီးတော့တငုံဆိုတာဆီယာဒဏ်ရအတော်နဲ့တယ်။ဒါဆိုရင်ချောက်ရမှာပေါ့လူနာကိုခွဲခန်းထဲကိုခေါ်ခဲ့လိုက်။ဒေါက်တာမင်းခေါင်လည်းစပွဲပေါ်တင်ထားတဲ့နှချက်ကိုယူပြီးတော့ခွဲခန်းထဲကိုဝင်လာခဲ့လိုက်တယ်။အာငုတ်ကတော်ကြီးတာပဲ။ ဘလို့ဖြစ်ရတာလဲဗျာချောင်းဆက်မှာငါးရှာရင်နဲ့ဖြစ်တာဆရာလောလောဆယ်တော့ငုတ်ကိုအရင်ထုတ်ပြီးချုပ်ရမယ်ပြီးမှပဲမေးခိုင်ကာကွယ်ဆေးထိုးဖို့အတွက်လောက်တာပေါ့ဒေါက်တာမင်းခေါင်လေးငုတ်ဆူတဲ့လူနာကိုစနစ်တကျကုသပေးပြီးတဲ့အချိန်မှာတော့ညနေနေဝင်ရှိတရောအချိန်ကိုရောက်နေခဲ့ပြီဆရာမဒီညကဘသူကြူတီလဲမအေးသိမ့်နဲ့စန်းတီတာတို့နှစ်ယောက်ရဲ့တာဝန်ကြတယ်ဆရာอืมလူနာတွေတစ်ခုခုဖြင့်ကျွန်တော်လာခေါ်ဖို့ပြောထားပြီနော် ဟုတ်ကဲ့ဆရာ င်းကောင်လည်းတနေကောင်အလောက်ရှုံနေခဲ့တာမို့နှုတ်ချနေတဲ့အတွက်လူနာရီကိုသူနာပြူဆရာမတွေနဲ့လွှဲထားပြီးတော့လိုင်ကန်ရှီယာဘက်ကိုပြန်လာခဲ့လိုက်တယ်။လျှက်စင်ပြီးမရသေးတဲ့ကာလာမို့လူနာရီထားတဲ့အခန်းလေးထဲမှာဖျောင်းနိုင်ပြီးအလင်းရောင်ကကြီးစိုးနေခဲ့တယ်။တိရာရီကိုဘမြင့်ဘယ်ရောက်နေလဲ။အခုချိန်ဆိုရင်တော့ခွက်ပေါင်းကစ်နေလောက်ရောပေါ့။ထွေသားလေးတယောက်ရှိပါတယ်ဆိုနေမှာ အားနေသူ့ပဲလိုက်ရှာနေရတယ်။နောက်နေ့မှပဲဆရာနဲ့တိုင်အောင်မယ်။ မအေးတရပြက်တော့ပြက်တော့ပြောပြောလူနာရီကိုပေးမဲ့ဆေးရီကိုအိတ်ထဲထည့်နေခဲ့တယ်။ခဏနေတော့ကိုဘာမြင်ပြန်ရောက်လာပြီးတော့ဆီယမကျွန်တော်မေးနေရဆိုခွဲကန်နေရအမိုက်တွေပြက်ဖို့မနှက်ခရေကပြောထားတာအခုတည်းမပြက်ရသေးဘူးမလားဟုတ်သားပဲကျွန်တော်မေ့နေရအခုပဲသွားပြက်လိုက်မယ်လေကိုဘာမြင်ကသူ့အပြစ်သူတီးတဲ့အတွက်ဓမီတလက်ခါးကြထိုးပြီးတော့ခွဲကန်ဘက်ကိုထွက်လာခဲ့လိုက်တယ်ခွဲကန်ထဲကိုရောက်တော့သွေးစသွေးနာတွေပေးနေတဲ့ပတ်ကြီးတွေနဲ့ ကွန်စားရီထည့်ထားတဲ့အိတ်ကိုယူပြီးစေယုံအနောက်မှာရှိတဲ့အမိုက်ကျင်းစီကိုအသွားအမောင်တူထဲမှာကုံကုံကွားကွားနဲ့တွားနေတဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်။ဘာလို့လဲဟိတ်။တမီးနဲ့ထိုးပြီးတော့ကြည့်လိုက်ပြီးမယ်။ဘာမှမတွေ့ရစား။အမိုက်ထုတ်ကိုကျင်းနဲ့ပြစ်ထည့်လိုက်ပြီးပြန်လှည့်။ကျင်းရနေချို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 အတန်ကြားလိုက်ရတဲ့အတွက်အနားကိုပြတ်ပြီးတော့တမီးနဲ့ထိုးကြည့်လိုက်ရ။ပတ်တီးနဲ့ဂွန်လိုက်တွေမှာပေးနေတဲ့သွေးစားတွေကိုရှာနေရက်ပြီးစားနေတဲ့သူတယောက်ကိုမြင်လိုက်ရတယ်။ အမလေးတရေပြို့တရေငယ်တန်ပေါင်းអော်ပြီးတော့ထွက်ပြေးလာတဲ့ကိုပါမြင့်အတန်းကြောင့်လူနာဆောင်နေတဲ့သူနာပြုတ်ဆရာမတွေပါပြေးထွက်လာခဲ့ကြတယ်ကိုပါမြင့်ဘာဖြစ်တာလဲတရေတရေအမိုက်ကျင်းနေမှာအမိုက်ကျင်းနေမှာဟုတ်ရောဟုတ်လို့လားဗျဆရာဘယ်တော့ရောက်လာလဲអော်တန်ကြားလို့ထွက်လာကြည်ဟာကိုပါမြင့်ခင်ဗျဘာဖြစ်သွားသေးလဲရုပ်တရက်ဆိုတော့လန့်သွားတာပါဆရာသူ့ပုံစံကကြောက်စရာကြီးဗျာမဲကောင်လဲ ကိုဘာမြင့်ပြောတဲ့အမိုက်ကျင်းသားကိုတမီနဲ့ထိုးကြည့်လိုက်ရဘာမှမတွေ့တာကြောင့်လူနာရှင်တွေကိုအားပေးစကားပြောပြီးတော့လိုင်ခန့်ကိုပြန်လာခဲ့လိုက်တယ်။ညာဘက်အိပ်ပျော်လူဆဲဆဲအချိန်မှာတော့လိုင်ခန့်အနောက်ဘက်မှာလမ်းလျှောက်နေတဲ့ခြေတံတွေကိုကြားလာကြောင့်အိယာဘေးမှာထပ်ထားတဲ့တမီနဲ့ထုတ်ကိုယူပြီးတော့အပြင်ကိုထွက်လာခဲ့လိုက်တယ်။မိခောင်အပြင်ကိုရောက်တော့ခြေတံကရုတ်တရက်ရက်သွားတာကြောင့်တမီနဲ့ဟိုကြည့်ကြည့်ထိုးကြည့်လိုက်ရစေယုံတုံးပစ္စည်းတွေကိုမိရှုတဲ့နေရာဘက်ကိုဝင်သွားတဲ့ လူရိပ်တစ်ခုမြင်လိုက်ရတယ်။အချင်ကလည်းညာနဲ့နေပြီမို့တခိုးတဝက်တွေများလားဆိုတဲ့အတွေ့အကြောင်းလက်ထရာတုတ်ကိုကြစ်ကြစ်ပေါင်းစုံရင်းနဲ့အမိုက်မီရှိုးတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။အမိုက်စားရီကိုနင်းပြီးလမ်းလျှောက်နေတဲ့အတန်ကြောင့်မင်းခေါင်တယောက်စေးရုံထောင်းကိုကက်ပြီးတော့ချောင်းကြည့်လိုက်ရ။မျက်ွယ်ကိုရနေကြောင်မက်ဖွဲကောင်းတဲ့မျက်နှာနဲ့လူတယောက်ဘွားကနေထွက်လာခဲ့တယ်။မင်းခေါင်လည်းရုတ်တရက်မှုလန့်သွားပြီးတော့လက်ထဲကင်ထားတဲ့ထုံနဲ့ဥကောင်းကိုရှာလိုက်ရ။ အဲလိုဟာဆူဆူဝါဝါအော်ဟစ်ပြီးတော့အမောင်တဲကိုပြေးဝင်သွားခဲ့တယ်။ညတကာအချိန်ရုံရင်ဆက်ခတ်ဖြစ်တဲ့အတန်းကြောင့်ကိုဘမြင့်ပြေးထွက်လာပြီးတော့ဆရာလက်ထဲမှာလည်းထုတ်ကြည့်နေ။ဘာများဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူးဗျာ။တခိုးကတ်တယ်ထင်လို့လာထွက်ကြည့်ရပါ။ဆရာရဲ့တခုခုဆိုရင်ကျွန်တော်တို့ခေါ်လို့ရနေရ။ဘာလို့တယောက်တည်းထွက်လာတာလဲ။စိတ်ပူအောင်လှုပ်ခဲမိလို့တောက်မှန်ပါတယ်ဗျာ။အခုဘာမှလည်းမတွေ့ဘူးဆိုတော့အခန်းပြန်လို့ရပါပြီ။ မဲခေါင်လဲကိုပါမြင့်ကိုစကားလှအောင် ပြောလိုက်ပြီးတော့လိုင်းခန်းထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။အတွေ့အကြံမှာတော့ကိုပါမြင့်မြင်ခဲ့တဲ့သူနဲ့ခန္ဓာကမြင်ခဲ့တဲ့သူကတူနေမလားဆိုပြီးတော့စဉ်းစားနေမိခဲ့တယ်။နေအောင်နုနုလေးဖြာချနေတဲ့မနက်ခင်းမှာတော့မောက်ကောင်းနဲ့ခွန်လာတို့ပုံကြီးကျောင်းမှာရှိတဲ့ထင်းပုံကြီးကိုချွေတီတီကြားလောက်တဲ့အထိခွဲနေခဲ့ကြတယ်။အရိယအချင်းဟိုဘက်ရွာမှာပရိတ်သွားရွတ်တဲ့ဥခေမှာရောက်လာပြီးတော့ဟိုဘက်ရွာမှာညာတော့က နာနာဘာဝတကောင်ဝေမွေသွားတာမင်းတို့မသိသေးဘူးလားဟမ်တပည့်တော်တို့မသိသေးဘူးဖေဘလို့ဖြစ်တာလဲပြောပါအောင်ဟိုဘက်ရွာဟာကြက်ချံပိုင်ရှင်ကိုတုံးမောင်ရင်ဝေမွေသွားလို့ဘလို့မွေသွားတာလဲဗျညာသူ့ချန်နေရကြက်တွေအော်တန်စားလို့ထားကြည်တာလူတယောက်ကကြက်တွေကိုကိုက်ပြီးတော့တတ်စားနေတာတဲ့ဟင်ဟုတ်တယ်သူလဲအစားကြက်တခိုးထင်ပြီးတော့ဖမ်းမလို့တမီးနဲ့ထိုးကြည့်လိုက်တာစပင်းစုပ်ဖွားနဲ့နာနာဘဝကောင်ဖြစ်နေတာတဲ့ အရင်ကဒီလိုအဖြစ်မျိုးမကြားဘူးပါဘူးတခုခုတော့မားနေပြီထင်တယ်မားလားမမားလားတော့ငါလည်းမသိဘူးဒါပေမဲ့စိတ်ထဲတော့ထင်နေတယ်ဥခေမရဲ့စကားကြောင့်မောက်ကောင်းတဲ့ခွန်လာတို့တက်ပြင်းတချမ်းချပြီးတော့အပြင်ကိုငေးကြည့်လိုက်ရစိတ်တတာကိုလက်မဆွဲပြီးတော့ခြံတဲကိုဝင်လာတဲ့ဒေါက်တာမင်းခေါင်ကိုမြင်လိုက်ရတယ်ဆက်ရပါလားဘယ်ကနေလှည့်လာလဲရွာထဲမှာလူနာကြည့်ရင်းနဲ့ဒီဘက်ကိုလှည့်ဝင်လာတာဒါနဲ့ဆက်ရတော့ရောနေကောင်းရဲ့လား နေကောင်းပါရဲ့တကားကြီးလဲရောက်တော့ရောက်ခိုင်းအပေါ်တက်ပါတင်မဗျာဆရာတော်ကိုလည်းရှောက်ဆရာရှိရနေအတော်ပဲဗျအရေးကြီးကိစ္စများရှိနေလို့လားအရေးကြီးရလို့တော့မဟုတ်ပါဘူးညာစေယုံမှာဖြစ်ခဲ့တဲ့ကိစ္စလေးပြပြချင်လို့ဝင်လာတာစေယုံမှာဘာဖြစ်လို့လဲကပ္ပရာရေးစကားကြောင့်မင်းခေါင်ကညာဖြစ်ပြခဲ့တဲ့ကိစ္စတွေကိုပြပြလိုက်ရဆရာပြောတဲ့ဖြစ်ရနေဥက္ကိမပြောတဲ့ကိစ္စတူနေပါလား ကျွန်တော်ထင်တော့ရွာမှာအမားတစ်ခုခုတော့ဖြစ်နေပြီထင်တယ်။ဟုတ်တယ်နော်။ဒီပုံစံအတိုင်းဆိုရင်အဲ့ဒီကောင်ကရွာနီးဆုပ်ဆက်အကုန်လိုက်သွားနေတာပေါ့။ကျွန်တော်မြင်ခဲ့တဲ့သူကလူလားတရေလား။မင်းခါရဲ့စကားကြောင့်မောက်ကောင်ကတစ်ခုခုကိုစဉ်းစားလိုက်ပြီးတော့အတိအကျတော့ပြောလို့မရသေးဘူးဆရာ။ကျွန်တော်တို့ရွာလူကြီးတွေနဲ့အရင်တိုင်ပင်လိုက်ပါအောင်မေ။တစ်ခုခုထူးခြားရင်တော့ဆရာကိုအကြောင်းကြားခိုင်းလိုက်ပါမယ်။ဟုတ်ကဲ့ဗျ။ဆရာတို့ကဒီလိုကိစ္စဘက်မှာနားလေတော့အဆင်ပြေတာပေါ့။ ဒါဆိုရင်ကျွန်တော်ကိုခွင့်ပြုပါအောင်ဒေါက်တာမဲခေါင်ဟာမောက်ကောင်းတို့နှုတ်ဆက်ပြီးတော့ဖုန်ကြီးကျောင်းပေါ်ကိုတက်သွားခဲ့လိုက်တယ်မဲခေါင်ထွက်သွားတော့မောက်ကောင်းနဲ့ခွန်လာတို့ကပ္ပရာကြီးနဲ့အတူရွာထဲကိုထွက်လာခဲ့လိုက်တယ်ရွာထဲကိုရောက်တော့အိမ်ရှိမှာဗာကြီးပုအပါအဝင်တခြားရွာလူကြီးတချို့ထိုင်နေတာကိုမြင်လိုက်ရတယ်ကပ္ပရာကြီးတို့ပါလားဘယ်ကနေလှည့်လာလဲတီယိုပဲလာတာဗာကြီးပုရေမနက်စောစောစီစီလူတွေစုံနေကြပါလား ဟုတ်တယ်အခုလေးတင်ဆရာလေးတို့ခေါ်ခိုင်းလိုက်မလို့ဘာကိစ္စရှိလို့လဲဘာကြီးပို့ဟိုတလောကတင်ကြိုက်ကုန်းမှာလူတွေအလောင်းပေါ်တဲ့ကိစ္စသိရမဟုတ်လားဟုတ်သိရလေအဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းဘာကြီးတို့ရွာနီးချုပ်ဆက်မှာညဘက်တွေဆိုရင်တွားနေတဲ့နန္နာဘဝတကောင်ပေါ်လာတယ်မနေ့ကဆိုရင်တိုးမောင်ရဲ့ကြက်ချန်နေရာကြက်တွေကိုကိုက်တက်သွားတယ်ဆိုပဲဘာကြီးပွေးရဲ့စကားကြောင့်မောက်ကောင်ကခွန်လှကိုလှမ်းကြည့်လိုက်တယ် ကျွန်တော်တို့လည်းကပ္ပရာကြီးပြောလို့ကြားပြပါပြီဒီလိုကိစ္စတွေမှာဆရာတို့ကပို့ပြီးတော့နားလေတာမို့ဘိုင်းတို့အနေနဲ့ကိုရွာကိုဘလို့ကာကွယ်ရမယ်ဆိုတာလဲတိုင်ပင်ကြမလို့ကျွန်တော်တို့အမြင်ပြောရရင်တော့အခုဖြစ်နေတဲ့ကိစ္စတွေရဲ့လက်တရားလူလားနာနာဘဝလားဆိုတာအရင်သိအောင်လုပ်ရမယ်ထင်တယ်။မောင်ရင်တို့ကဘလို့လှုပ်ချင်လဲ။ဒီကောင်ရွာရဲဝင်တာကိုစောင့်နေရတဲ့ကိုရီးယားသူ့ကိုလိုက်ရှာတာမျိုးလှုပ်ချင်တာ။နာနာဘဝကောင်က ဘယ်မှာနေမှဘာကြီးတို့မှမသိတာကျွန်တော်တို့မှာနီလန်းရှိပါတယ်ဒါဆိုရင်ဘာကြီးတို့ဘာလုပ်ပေးရမလဲလောလောဆယ်တော့ညာရေးတက်ကောင်ဘယ်သူမှအပြစ်မထွက်ဖို့ပြောပြပါမနေ့ပြန်မနေ့ကျရင်ဘာဆက်လုပ်ရမလဲဆိုတာကျွန်တော်လာပြီးတော့ပြောပါမယ်ဟုတ်ပါပြီဘာကြီးတို့ရွာထဲမှာလိုက်ပြောထားပြီးမယ်ညနေရောက်တော့မောင်ကောင်းနဲ့ခွန်လာကက်ပြကြီးကိုခေါ်ပြီးရွာထိပ်ကညောင်ပင်ဟောင်းကိုထွက်လာခဲ့လိုက်တယ်မင်းတို့ညောင်ပင်ဟောင်းမှာဘာလုပ်ဖို့လဲ ဆာယာပယာတွေကိုအရင်မေးကြည့်ရမှာပေါ့ဒါမှဘသူဆိုတာသိပါမောင်ကောင်းကအသိန်းပါလာတဲ့ဖျောင်းနိုင် အမွေးတိုင်းကိုညောင်ဖျောင်းကနှက်ကောမှထွန်းလိုက်ပြီးတော့ပစက်ကနေတတွတ်တွတ်ရွှတ်လိုက်ရပစိုးကိုကောင်ကြိုက်ပြီးတကိုင်းပေါ်ငေါတုတ်ထိုင်နေတဲ့လူတယောက်ပေါ်လာခဲ့တယ်မောင်ကောင်းကကောင်ကြိုက်ထားတဲ့သူနဲ့စကားတချို့ပြောပြရနဲ့ကပ္ပရာကြီးတို့ဘက်ကိုလှည့်ပြီးတော့ကျွန်တော်တို့အခုလိုက်ရှာရမယ့်ကောင်ကတရေသစီမဟုတ်ဘူးတဲ့ဟမ်တရေသစီမဟုတ်ရင်ဘာကောင်လဲ ဖောက်ဝင်နေတဲ့ကောင်လို့ပြောတယ်။သူပြောတာနာနာဘာဝတကောင်ကလူတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးပြီးတော့ရှောက်သွားနေတာတဲ့။အဲ့တော့ငါတို့ဘာလုပ်ကြမလဲ။ဖောက်ဝင်နေတဲ့ကောင်ကိုထုတ်ရမှာပေါ့။မဟုတ်ရင် အနီးနားကရွာတွေအကုန်ဒုက္ခရောက်ကုန်လိမ့်မယ်။ဖောက်ဆိုတဲ့အမျိုးဟာကြာလေအကောင်ကြီးလေပဲ။အခုဆိုရင်အဆွေတော်ထွက်နေလောက်ရောပေါ့။အင်းလေကိုယ်ထဲဝင်နေတဲ့ကောင်ကိုဘလို့နည်းနဲ့ထုတ်မလဲဆိုတာသိရမှပြင်ဆင်လို့ရမှာပေါ့။ငါကြားဘူးတာကတော့ တာမန်ဖုတ်ဝင် အရာအောက်မှာဩဇာရွက်ထည့်ပြီးထုတ်ကြတယ်လို့ဆရာရရဲ့အမိန့်နဲ့ထုတ်ကြတယ်။အခုလိုမျိုးရှောက်သွားနေတဲ့ကောင်မျိုးတော့တဇိုးဝါလက်ပြန်နဲ့ထိုးပြီးတော့ထွက်ရတယ်တဲ့။တဇိုးဝါနဲ့ထိုးရင်လူပါသေးသွားမှာပေါ့ဗျ။ဖုတ်ဝင်နေဆိုတာလူတယောက်တတ်ထွက်ခံနေသူ့ကိုယ်ရဲကိုဝင်နေတာလို့ကြားဖို့တယ်။ဒါကြောင့်ဒီကောင်ကတိတ်ပြီးသားလိုပဲဖြစ်ရမယ်။ဒါနဲ့တဇိုးဝါကိုဘယ်မှာသွားရှာရမလဲ။မနေ့ပြန်မနေ့ကျရင် ကပ္ပရာရွာသားတချို့ကိုခေါ်ပြီးတော့ လူသေးမီရှုတဲ့နေရာကိုသွားအဲ့ဒီမှာတုံးတဲ့ဝါးတစ်ချောင်းကိုလက်ပြန်ခုတ်လာပြီဘလောက်ရွယ်ဖြစ်ဖြစ်လားဟွရှေးရင်တော့ပိုကောင်းတာဗောဗျဟုတ်ပြီမနေ့ပြန်အေကိုတို့ကိုခေါ်ပြီးတော့သွားလိုက်မယ်အခုတော့ဖုန်းကြီးเจ้าကိုပဲပြန်ဆောက်မှာမဟုတ်လားဟုတ်တယ်လေကပ္ပရာကြီးသွားစရာရှိသေးလို့လားအေကိုတို့အိမ်ကိုခဏဝင်အောင်မယ်မနေ့အတွက်ညာရေကပြောထားမလို့ဒါဖြစ်ရင်လည်းကျွန်တော်တို့အရင်ပြန်နေပြီနော်မောက်ကောင်းတို့လည်းကပ္ပရာကြီးနဲ့ရွာထိပ်မှာလမ်းခွဲပြီးတော့ အိမ်ကိုပြန်လာခဲ့လိုက်တယ်။မောင်ကောင်းတို့လည်းစကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့အချိန်ရွာပြင်းကနေဦးရဖာရပြေးလာတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ကိုစံသိမ့်ရှေးချေးတောက်ပြန်နဲ့ဘာလို့ပြေးလာလဲ။ရွာပြင်းကတင်းဆိုင်ရွာပြင်းကတင်းဆိုင်မှာကိုစံတရမောနေတဲ့ဟန်နဲ့စကားကိုဇက်တိုက်မပြောနိုင်ပဲဖြစ်နေခဲ့တယ်။ရွာပြင်းကတင်းဆိုင်မှာမဖြစ်တာလေ။ကုံကုံကွက်ကွက်နဲ့လူတစ်ယောက်မြုပ်ထားတဲ့အလောင်းတွေကိုဖော်ပြီးစားနေလို့အဲ့လိုလေ ေချာလို့လာကိုစမ်းသိငါကိုယ်တိုင်မျက်စိနဲ့တတ်ဟမြင်ခဲ့တာငါလည်းဒီနေ့အလောက်ကပြန်လာနောက်ကျတော့တင်းဆိုင်ထဲကနေဖြတ်လာတာအဲ့ဒီမှာမြေကြီးကိုလက်နဲ့ရက်နေတဲ့လူတစ်ယောက်ကိုတွေ့တာ ਨੇ ငါလည်းကရိုးကရှာတဲ့သူလို့ထင်ပြီးတော့ကြည်နေသေးတယ်နောက်မှအဲ့ဒီကောင်ကပုတ်ပွားနေတဲ့အလောင်းကောင်ရဲ့လက်ကိုကိုက်စားနေတာမြင်တော့မှခြေကုန်ပြေးလာတာပဲဒါဆိုရင်တော့အချိန်ဆွဲနေလို့မဖြစ်တော့ဘူးလူကြီးတွေကိုအတီးပေးပြီးတော့မြန်မြန်လိုက်သွားမှရမယ်မောင်ကောင်တို့လည်းရွာလူချင်းအိမ်ကိုအမြန်သွားပြီးတော့ အကျိုးအကြောင်းပြောပြလိုက်ရ။ဘာကြီးပုံနဲ့အတူအနီးနားမှာရှိတဲ့ကာလာသားတွေကဒုတ်တွေသားတွေကင်ပြီးတော့ရောက်လာကြတယ်။မောင်ကောင်းတို့ရွာထိပ်ကိုရောက်တော့ကပ္ပရာကြီးနဲ့အတူအေကိုရိုးကိုတွေ့လိုက်ရှာတယ်။ငါတို့လည်းတရင်စားလို့လိုက်လာတာ။အခုဘလို့လောက်ကြမလဲ။ဘလို့လောက်ရမလဲ။တင်းဆိုင်ထီလိုက်ရတော့မှာပေါ့။ဒါနဲ့အချိန်ကလင့်နေပြီမို့ဓမီတွေယူလာခဲ့ပါအောင်။ဓမီကပါပါတယ်။ဟိုမှာဘာကြီးပုတို့လည်းရောက်လာပြီဆိုတော့တွားကြရ။မောင်ကောင်းတို့လည်း ရွာခံလူတွေနဲ့အတူတင်စားရုံလိုက်လာခဲ့ရဟိုရောက်တော့ဖွာလန်ကျဲနေတဲ့မြေစာတချို့နဲ့အတူကြိုက်ဖက်စားတောက်ထားတဲ့လူတီလက်တစ်ဖက်ကိုမြင်လိုက်ရတယ်။ကိုစံတိုင်းပြောတာမှန်နေပြီဗျ။တွားရတွေကလောလောလတ်လတ်ကြိုက်ထားတဲ့ပုံစံ။ဒီပုံစံအတိုင်းဆိုရင်တော့အနည်းနာမှပဲရှိအောင်မယ်။လူစုမကွဲစေနဲ့။တရိပ်ထားပြီးတော့ရှာကြ။ဘာကြီးဘွားပါလာတဲ့သူတွေကိုတရိပ်ပေးပြီးတော့ဓမီတလက်နဲ့ဟိုဟိုတီတီလိုက်ထိုးကြည့်နေတဲ့အချိန်မောင်ကောင်းတဲ့ခွန်လာရရဲ့နှာခေါင်းထဲကို အပုံနဲ့တဆူဝင်လာခဲ့ပါတယ်။အကိုဒီကောင်နီးနားမှာရှိနေပြီ။ဟုတ်တယ်။ငါလည်းသတိထားမိတယ်။ဒါဆိုရင်ငါတို့သတိထားရတော့မယ်။ကပ္ပရိုင်နဲ့အဖွေကလူသိမ်းမီရှုတဲ့နေရာဘက်ကိုသွားကြည့်လိုက်အောင်။တဆူဝါးကိုတွေ့ရင်လက်ပြန်ခုတ်ပြီးတော့ယူလာခဲ့ပြီ။ဟုတ်တယ်ကပ္ပရိုင်။တကယ်လို့လမ်းမှာတွေ့ခဲ့ရင်ရင်းညွတ်တက်တဲ့ဟိုသာထိုးချလိုက်။မောင်ကောင်းတို့လည်းတမီးကိုစီနဲ့အလောင်းစင်ရှိတဲ့ဘက်ကိုထွက်သွားခဲ့ကြတယ်။မီရှုစင်က တရဏဂုံတင်တဲ့ဇရရဲ့အနောက်ဘက်မှာရှိနေရမှုမောင်ကောင်းတို့သုံးယောက်ဘေးဘီကိုတရိထားရင်းနဲ့ရှောက်လာကြတယ်။မီရှိုစင်နာကိုရှောက်တော့အပိုင်းအစားတချို့မီကျွမ်းနေပြီဖြစ်တဲ့ဝလုံးတစ်ချောင်းကိုတွေ့တာနဲ့ကပ္ပရာယိုကန်ခိုင်းပြီးလက်ပြန်ခုန်နေတဲ့အချိန်ခြုံပုတ်ဇာရီကနေခေါင်းတလုံးထွက်လာခဲ့တယ်။အမလေးဘိုင်းတော့ဟာအေးကွာဝလုံးကိုပြစ်ချပြီးထွက်ပြေးဖို့အလုပ်ကပ္ပရာယဖမ်းဆွဲပြီးတော့ဟဲ့ကောင်တစိုးကမရရင်ဖုတ်ထုတ်လို့မရဘူးကွာဝလုံးကိုပြန်ကောက်လိုက် ။တပရာကြီးလှမ်းပြောလိုက်တဲ့အချိန်ဖောက်ဝင်နေတဲ့အကောင်ကမျက်လုံးတိမ်နဲ့စိုက်ကြည့်ရင်းနဲ့အနားကိုတိုးလာခဲ့တယ်။ဟိုကောင်ကအနားကိုရှောက်နေပြီ။ဘယ်လိုလုပ်ကြမလဲ။အေးကွာအနားကိုဆုံရင်းနဲ့ပြောလိုက်တာကြောင့်ကပရာကြီးလည်းဘာဆက်လောကမှန်မသိဖြစ်နေတဲ့အချိန်မောင်ကောင်ကလွယ်ရည်သေးပါလာတဲ့အင်ချက်ကိုထောက်ယူဖို့အလုပ်သူတို့ဘက်ကတမီးတဝင်းဝင်းနဲ့လာနေကြတဲ့လူတန်တွေကိုကြားလိုက်ရှာတယ်။လူတန်တွေကြားတော့ဖောက်ကောင်ကရှေ့ကိုမတိုးလာတော့ဘဲခြုံပုတ်ပြအမှောင်တူတဲ့ကိုတိုးဝင်သွားခဲ့တယ်။ ငါတို့မင်းတို့တန်းကြလို့လိုက်ဝင်လာတာဘာဖြစ်သွားသေးလဲဘာမှမဖြစ်ဘူးဗာကြီးဟိုကောင်ကလူနေရင်ရံပြုတ်မဲ့ပုံဗျဒီကောင်ကတတော်အထင်ရှားနေပြီအခုအချိန်မလိုက်ရင်တခြားနေရာကိုပြောင်းသွားလိမ့်မယ်ဟုတ်တယ်ဗာကြီးကျွန်တော်တို့လူစုခွဲပြီးတော့တွားမှဖြစ်မယ်အခုတဆို့ကိုခုတ်လိုက်တော့မောင်ကောင်လည်းချက်ချင်းဆိုသလိုမိကျွမ်းနေတဲ့ဝါကိုလက်ပြန်ခုတ်ပြီးတော့ကပ္ပရယိုကမ်းပေးလိုက်တယ်အဲ့ဒီအချိန်ဒီမှာတောတိုးသွားတဲ့အရာတွေကြံ့နေတယ်ဗျ အရေးတန်စားလို့ကြည်လိုက်ရလူတယောက်တိုးဝင်သွားလို့ကျိုးပဲ့နေတဲ့တစ်ပင်ငယ်တွေကိုမြင်လိုက်ရတယ်။ဒီအတိုင်းဆက်လိုက်ကြမယ်အချင်းချင်းကြောချင်းကပ်ပြီးတော့လိုက်ခဲ့ကြ။ဖာကြီးပွားတော်လက်စွာနဲ့ရှေးကနေတက်သွားတော့ကျန်တဲ့သူတွေလည်းမနေသာတော့ပဲနဲ့အနောက်ကနေလိုက်ပါလာခဲ့ကြတယ်။တိုးမငါတို့အနောက်မှာဘယ်သူမှမရှိတော့ဘူးကွာ။တကယ်လို့ဖောက်ကောင်ကငါတို့အနောက်မှာပေါ်လာရင်ဘယ်လိုလုပ်ကြမလဲ။ပေါ်လာရင်မင်းလက်ထဲကင်ထားတဲ့ဓာတ်နဲ့ခုတ်ချလိုက်ပေါ့။ ုနေရတာမှမင်းသားကတွေးစားနေတယ်လို့ပြောနေတည်းရမဟုတ်လားအဲ့ဒါငါလျှောက်ပြောနေတာကွအမလီစက်သိမ်းပြီတော့ထတယ်ဆန်ဝင်းရငါကြီးတော်ဓာတ်ကိုကန်ပြီးတော့အနောက်ကနေလိုက်လာတဲ့အချိန်အေးဆက်ဆက်လက်တစ်ဖက်ကသူ့လေဘင်းကိုလာကင်တာခန်းစားလိုက်ရတယ်အအအအကိုတို့တို့မဆန်ဝင်းအတန်းကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ရလေဘင်းကိုညှက်ထားတဲ့ဖောက်ကောင်ကိုမြင်လိုက်ရတယ်ဖောက်ကောင်ဆန်ဝင်းကိုလေဘင်းညှက်နေပြီလောက်ကြပါအောင်တုံးမောင်ရဲ့အော်တန်းကြောင့် ရှေ့ကနေသွားနေတဲ့သူတွေပြန်လှည့်ကြည့်လာပြီးတော့ဟဲ့ကောင်တွေဝင်ဆွဲကြလीဟိုမှာတေတော့မဲကွာဘာကြီးပူရဲ့အော်တန်းစားတတိကောင်နဲ့ရွာသားတယောက်ကရှေ့တက်ပြီးတော့ဇန်ဝင်းကိုဆွဲခေါ်ပေးမယ်ညှစ်ထားတဲ့လက်ကပြုတ်တူလို့မြဲမြံနေရကြောင်းခေါ်မရခဲ့ဘူးအအအသက်ရှူကြက်နေပြီကဲကဲကြပါအောင်ကပ္ပရာကြီးလဲတဇူဝါကိုကင်ပြီးတော့ထိုးမလို့လှုပ်ပြီးခါမှဇန်ဝင်းကိုထိမှဆိုးတဲ့အတွက်အနောက်ကိုပြန်ဆုပ်လိုက်ရတယ်အဲ့ဒီအချိန်မောင်ကောင်းရဲ့နားထဲမှာ ရှေ့တက်ပြီးတစူးဝါနဲ့ထိုးလိုက်ဆိုရက်အောင်မြတ်သားရဲ့အတန်ကိုကြားလိုက်ရတယ်။မောက်ကောင်းလေးတီအတန်ဟာဆရာဖြစ်သူရဲ့အတန်မှန်တိလိုက်ရတာကြောင့်လက်မကင်ထားတဲ့တစူးဝါကိုဆွဲယူပြီးတော့ရှေ့ကိုတက်လာခဲ့လိုက်တယ်။ဟိုကောင်လေးနောက်ပြန်ဆုတ်စမ်းဘာတက်လို့တာလဲ။ကပ္ပရာကြီးရဲ့စကားကိုမောက်ကောင်းကပြန်မပြောဘဲနဲ့တစူးဝါကိုခတ်တင်တင်းကင်ပြီးတော့တက်သွားတဲ့အချိန်ဖောက်ကောင်ရဲ့လက်တစ်ဖက်ကစံဝင်းကိုလှုပ်ပြီးမောက်ကောင်းရှေ့ကိုစံတန်းပြီးတော့ဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့အနားမရောက်ခင်မှာပဲ။ ဖောက်ကောင်ရဲ့လက်တွေကိုတယောက်ယောက်ကချုပ်ကင်ထားသလိုဖြစ်နေရကြ။မောင်ကောင်းလည်းအခွင့်အရေးကိုအရယူပြီးတော့တဇူဝါနဲ့ထိုးဆိုင်ချလိုက်တယ်။ဒါပေမဲ့ဖောက်ကောင်ကလဲကြမသွားဘဲနဲ့တဟင်းဟင်းနဲ့ညင်ညူရင်းအရှိတ်ကိုတိုးလာတဲ့အတွက်မောင်ကောင်းရောက်ကျန်တဲ့သူတွေပါနောက်ကိုဆုတ်သွားခဲ့ရတယ်။အကိုဘလို့ဖြစ်တာလဲ။ဟိုကောင်ကဘာမှလည်းမဖြစ်ပါလား။တကယ်ဆိုရင်ထွက်သွားရမှာလေ။အခုကဘလို့ကြောက်ခေါလာစကားမဆုံးခင်မှာပဲသူတို့ရှိရာကိုလူတယောက်ဝင်လာတာမြင်လိုက်ရတယ်။ အဲ့လူဟာဖောက်ကောင်နားကိုရှောက်တာနဲ့ဥကောင်းကိုကင်ပြီးတော့ကာထာတပုတ်ကိုအဆက်မပြတ်ရွတ်ပါလေရောကာထာရွတ်တန်တဲ့အတူဖောက်ကောင်ရဲ့ခန္ဓာကိုယ်ကတွန့်လှိန်လာပြီးတော့ပါဇက်ကနေလဲကြောင်မဖွယ်အော်တန်တွေထွက်ပေါ်လာခဲ့တယ်။မကြခင်မှာပင်ဖောက်ကောင်ရဲ့ခန္ဓာကိုယ်ရကနေသပင်ဖားလျားချထားတဲ့မိမတယောက်ထွက်ပြေးသွားခဲ့တယ်လို့ဖောက်ဝင်တဲ့ခန္ဓာကိုယ်ကလည်းမြေကြီးပေါ်ကိုပြက်ခွေကျသွားခဲ့တယ်။အဲဒီတော့မှမောင်ကောင်းတို့လဲသူတို့ရှိရနေပေါ်လာတဲ့သူကိုကြည့်လိုက်ရ။ ဆရာဖြစ်သူဖြစ်နေတာကိုမြင်လိုက်ရတယ်။ဆဆရာပါလားဘယ်ကနေဘလို့ရောက်လာလဲ။မင်းတို့စီကိုလာတဲ့လမ်းမှာမိအောင်တွေ့တာနဲ့ဝင်လာခဲ့တာ။တယောက်တော့ဖောက်ကောင်နဲ့တိုးတော်တာပဲ။ဒီကောင်ကဘလို့လှုပ်ပြီးတော့ဖောက်ဝင်သွားတာလဲဆရာ။ဒီပြည်တနာရီရဲ့အစာဦးနဲ့မောင်လို့ခေါ်တဲ့အောက်လန်းဆရာတယောက်ကနေစခဲ့တာပဲ။သူဖန်တီးခဲ့တဲ့အရာကိုသူကိုယ်တိုင်ဖြည့်ရှင်းဖို့အတွက်လဲစင့်ခေါ်ထားတယ်။အောင်မြတ်သာစကားဆုံးပြီးတော့တိတ်မကြခင်မှာပဲ။ တကူလုံးချွေးတီချွေးပေါက်တွေအပြင်းနဲ့လူတယောက်တရေတရာပြေးလာပြီးတော့ဒီပြဿနာတွေကကြောက်ကြောက်ဖြစ်ခဲ့တာပါအဲ့ဒီနေရာကြောက်တာထွက်မပြေးခင်အန်ကြီးမောင်လည်းတိတ်မှမဟုတ်ဘူးအဲ့ဒီလိုစိတ်မကောင်းစွာပြောတာကိုကြားလိုက်ရတယ်မောင်ကောင်းတို့လည်းရုတ်တရက်ပေါ်လာတဲ့သူကိုအန်အော်တဲ့မျက်လုံးနဲ့ကြည့်ပြီးတော့ခင်ဗျားပြောတာကျုပ်တို့နားမလည်ဘူးဗျတေချာရှင်းပြပေးပါတကယ်တော့ကျုပ်ကတရက်တစ်စီတွေကိုမွေးပြီးတော့ခိုင်းစားနေတဲ့အောက်လန်းစရာတယောက်ပါအဲ့ဒီညာ ကျုပ်တပည့်နဲ့ကျုပ်အလောင်းဖော်ပြီးအစီအရင်လုပ်နေတဲ့အချိန်အမားတခုကြောင့်အလောင်းကောင်ပြန်ထလာခဲ့တယ်လို့စီးလက်ပေါက်ခဲ့တယ်။ကျုပ်တက်သွင်းထားတဲ့အစိမ်းတရေမှာကျန်တဲ့ကျုပ်တပည့်ကိုတက်ပြီးတော့သူ့ကိုယ်ထဲကိုဝင်နေခဲ့တာ။သူ့ကိုအသက်သွင်းထားတာကျုပ်ဖြစ်နေတာမို့တရားကလေးမရဲ့တဆူဝါကိုခန္ဓာရည်ရှိနေခဲ့တာပါ။အခုခမ ्या ဘလို့လောက်ပြီးတော့ရောက်လာလဲ။ကျုပ်အမားကြောင့်ရွာနီးချုပ်ဆက်မှာဒီကောင်တောင်းချမ်းနေရဲဆိုတာကိုသိခဲ့ရတယ်။အခုလဲ ြုံနေရင်ထိုင်ရင်လည်းတကိုယ်လုံးပူလောင်လာတာကြောင့်ဘာဖြစ်တာလဲဆိုပြီးတော့ကြိလိုက်တာဆရာတယောက်ကကြုတ်ကိုအမိတ်နဲ့ပြန်ခေါ်နေတာကိုသိလိုက်ရတယ်။ဒါကြောင့်ကြုံမနေနိုင်မင်းနဲ့ခေါ်တဲ့နေရာကိုအရောက်လာခဲ့ရတာပါ။တော်သေးတာပေါ့။နောက်ဆိုရင်ကြုတ်တို့အကုန်လုံးဒုက္ခရောက်ကြတော့မလို့ဗျာ။အားလုံးဒုက္ခပေးမိလို့တောင်းပန်ပါတယ်။ကြုတ်တစ်ပည့်ရဲ့အလောင်းကိုကြုတ်ပြန်ပြီးတော့ယူသွားပြရစီ။အလောင်းကပုတ်တောင်ပုတ်နေပြီဆိုတော့ဘလို့ပြန်ယူမလဲ။ကိုနီကိုဟန်နဲ့ပြန်ယူသွားလိုက်ပါမယ်။ အရေးအတွက်စိတ်မပူပါနဲ့ဒါဖြင့်လည်းပြီးတာပါပဲကဲငါတို့လည်းပြန်ချရအောင်ဘာကြီးပိုးရဲ့စကားကြောင့်ပါလာတဲ့သူတွေအားလုံးဓမီကိုစီနဲ့တင်ဆိုင်နေရနေပြန်ထွက်သွားကြတဲ့အချိန်မောင်ကောင်ကနောက်ကိုလှည့်ကြည့်ပြီးတော့ဆရာကျွန်တော်စိတ်ထဲဒီလူကိုမတင်ကားဟုတ်ဗျာသူကြောင့်ဖုတ်ကောင်လွတ်နေတာတိတိကြီးနဲ့ဆရာခေါ်မလာတာကတော့ထုဆန်းနေမကောင်းတဲ့သူကမကောင်းတဲ့လမ်းကိုသွားရမှာပဲလေသူ့ကိုလွှတ်ပေးလိုက်တာလည်းအကြောင်းရှိပါတယ်မင်းတို့ရော ါစုံစမ်းခိုင်းထားတဲ့ကိစ္စစုံစမ်းပေးပြီလားစုံစမ်းထားရစီဟာကျွန်တော်တို့ဘယ်သူမှမရှိမိအောင်လဲပညာရက်တွေကိုတိတ်မတုံးမိအောင်နေခဲ့ပါတယ်မင်းတို့ရောညောင်နှစ်ပင်တိုက်ရှိရနေအောင်သိရပြီလားကပ္ပရာကြီးပြောတဲ့ပုံအရတော့ကျွန်တော်တို့စုံစမ်းရတဲ့လောက်ဆိုရင်မြေဝိုင်းဖုန်ချီချောင်းပြက်ရဲ့အနောက်ကတောထဲမှာရှိရဲဆိုပြီးတော့သိရတယ်စီဟာอืมပို့ပြီးတေချာအနက်ပြန်မနက်စောစောတွားကြည့်ကြတာပေါ့ငါတရားတလောက်ကတော့ညောင်နှစ်ပင်တိုက်ဆောင်နှစ်ယောက်က လူတွေရဲ့အကျင့်တီလာပြက်ပြားမှုကိုစိတ်နာပြီးသူ့ဝင်းဝိုင်းနဲ့ဝင်လာတဲ့သူတွေကိုယူသွတ်သေးတဲ့အထိပြူစားကြတယ်ဆိုပဲသူတို့ကြောင့်ဟုတ်မဟုတ်တော့မသိဘူးဇာရွာထဲမှာလည်းတော်ရရပြန်လာပြီးတော့ယူသွားတဲ့သူတွေရှိတယ်ဇာအင်းတကယ်တော့သူတို့တွေကစိတ်ရင်းကောင်းကြပါတယ်အเจ้าညာတချို့ကြောင့်သာစိတ်ရင်းနေဝင်ကုန်ကြတာသူတို့ကသာစီရင်နိုင်မယ်ဆိုရင်ငါတို့ရဲ့သာသနာပြုလုပ်ငန်းတွေပို့ပြီးတော့တွင်ကျယ်လာလိမ့်မယ်ဇာသူတို့အကြောင်းစုံစမ်းခိုင်းကြရဲ့ အကြောင်းရင်းတစ်ခုခုရှိမယ်ဆိုတာတွေးပြီးသားပါ။မောင်ကောင်စကားကိုအောင်မြတ်သားဘာမှပြန်မပြောဘဲနဲ့အမောင်တို့ဖုံးလွှမ်းနေတဲ့မိုးကုတ်ဆက်ဝိုင်းကြီးကိုသာငေးကြည့်နေပါရဲ့။မလန်မကန်းမှာတော့ပုတ်ပွားနေတဲ့လူသေးအလောင်းကြီးကိုအိတ်တွေနဲ့ထုတ်ပိုးနေကြတဲ့ရွာသားတချို့ရှိနေပြီးတော့သူတို့ရဲ့ဘေးမှာတော့တပည့်ဖြစ်သူရဲ့အလောင်းကိုစိုက်ကြည့်နေတဲ့လူတယောက်ရှိနေခဲ့ပါရဲ့။အောင်မြတ်သားကတော့ဖုတ်ထွက်သွားတဲ့အလောင်းကောင်ဘေးမှာရပ်နေတဲ့လူကိုတစ်ချက်များကြည့်ပြီးတော့ဒီတခါလှန်ထားတဲ့ကျူက ဘယ်အထိခက်ဝဲဝဲသွားမလဲဆိုတာကြည့်ရသေးရပေါ့အဲ့လိုရေရွတ်လိုက်ပါတယ်အောင်မြတ်သားအနေနဲ့မောင်ကောင်းတို့ညောင်နှပင်တိုက်အကြောင်းဘာကြောင့်စုံစမ်းခိုင်းတာလဲအောင်လန်းစရာကိုဘာကြောင့်လှုပ်ပေးထားတာလဲဆိုတာတော့အောင်မြတ်သားနဲ့ညောင်နှပင်တိုက်ဆိုတဲ့ဇလန်းလေးမှာပရိသတ်ကြီးကစောင့်မျှော်နှาศင်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေယနာရှာမညရှေးသားရဲ့အောင်မြတ်သားအတွင်းနဲ့အပိုင်း32ဖြစ်တဲ့ အောင်မြတ်တာနဲ့လူသားစားသောဖုံးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်ထားပြီးတော့အသေးအသေးတွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားကနူတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။